အခုလိုအကြောင်းရင်းကြောင့်အသက်ကြီးမှဇနီးငယ်ငယ်ချောချော အမွာဘူးကိုဝင်ရအောင်လုပ်ခဲ့တဲ့အကြောင်းရင်းကိုပြောလာတဲ့ဦးမျိုးတန့်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အသက်ကြီးပေမဲ့မပြတ်စည်သေးသလိုအချစ်မှာအသက်ရွယ်အပိုင်းခြားမရှိကြောင်းတသက်ပြနေရကတော့မန္တလေးမြို့ကတထေးကြီးဦးမျိုးတန့်နဲ့သူ့ရဲ့ဇနီးကျော်လေးမက်အီးမွန်တို့မိသားစုလေးပဲဖြစ်ပါရရှင် တရင်းကြီးဦးမျိုးသက်ဟာအသက်အာဖြင့်60ကျော်80နာကတ်နေတဲ့အရွယ်ကြီးမှမှတမင်းရွယ်လိုထင်မှတ်ရလောက်အောင်နှုတ်ပြလှပါတဲ့ဇနီးကျော်လေးကိုလက်ထပ်ခဲ့လို့ပါပဲပိုပြီးတော့အန်ရောစရာအချက်ကတော့သူတို့ဇနီးမောင်နဲ့ဟာတစ်ချက်တည်းနဲ့အမွာဘူးတမီလေးနှစ်ယောက်ကိုအအောင်မြင်မြင်မွေးဖွားနိုင်ခဲ့လို့ပါပဲဒီတရင်ထွက်လာတော့ကဆိုရင်လူတွေအလုံးပါဇက်အဟောင်းသာဖြစ်ခဲ့ကြပါတယ် လူအများစုကထင်ကျေးမျိုးမျိုးပေးခဲ့ကြတာပေါ့အသက်80နီးပါးအရွယ်လူကြီးတယောက်ကဒီလိုမျိုးတစ်ကြိမ်နဲ့အမွာဘူးသမီးလေးတွေရအောင်ဘလို့တောင်ဆွမ်းဆောင်နိုင်ခဲ့ရလဲသူကတကယ်ပဲမပြတ်စည်းပဲကျမ်းမာရေးလိုက်စားပြီးတော့အရန်တန်ဆွမ်းနေလို့လားဆိုပြီးအားလုံးကအဖြေကိုအရန်သိကျင်ခဲ့ကြပါတယ် အခုတော့ဒီအန်ဩစရာကိစ္စကြီးရဲ့နောက်ွယ်ကလေဝက်ချက်ကိုတထေကြီးဦးမျိုးတန်းကိုရင်ကပရိသတ်တွေကိုဖွင့်ချပြောပြလာခဲ့ပါပြီ။တကယ်တော့ဒါဟာတာမန်တဘာဝအတိုင်းရရှိခဲ့တာမဟုတ်ပါဘူး။တထေကြီးဦးမျိုးတန်းကသူတို့ဇနီးမောင်နှံဟာအမွာဘူးသမီးလေးတွေရရှိဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အစင်းမြင့်အစည်းရုံကြီးတစ်ခုမှာပိန်ပေါင်းတောင်းချေအကုန်ကြားခံပြီးတော့အစင်းမြင့်ဆုံးမျိုးဆက်ပွားနီးပညာနဲ့ဂျိုးပန်းခေယာဖြစ်ကြောင်းရှင်းပြလာပါရစေ။ ဒီနေရာမှာပြည်သက်တွေစိတ်ဝင်စားတာကသူဘာဖြစ်လို့ဒီလောက်တောင်ဝေကုန်ကြေးကြခံပြီးတော့အပင်မန်းခံတမီလေးတွေကိုရချင်ခဲ့ရတာလေအချောင်းရင်ကတော့သူဟာအဖေကိုချစ်တဲ့တမီလေးတွေကိုအရန်လိုချင်တာကြောင့်ဒီလိုအမွာဘူးတမီလေးတွေရရှိအောင်ကုန်ကြခံပြီးစူးစမ်းဖန်တီးခဲ့ရဖြစ်ကြောင်းသူကိုယ်တိုင်ရှင်းပြခဲ့ပါတယ်ရှင်သူရဲ့ဇနီးဖြစ်သူမအီးမော်ကခင်မုန်းတဲ့ပေါ်မှာဘလောက်အမြင်ရှိတယ်ဆိုတာကိုအခုလိုဖြေကြားထားပါတယ် သူမပြောတာကခင်မွန်တဲ့ဦးမျိုးတန်းဟာသူမအတွက်ခင်မွန်တယောက်လိုသာမကအကိုတယောက်လိုဇင်ယာတယောက်လိုဖြစ်နေပါတယ်။ဘာမစိုးသူမလိုအပ်တာကိုတောင်းဆိုစရာမလိုပဲအမြဲတမ်းစိတ်တိုင်းချဖြည့်ဆည်းပေးတယ်။ဥပမာအနေနဲ့သမီးလေးတွေရက်တရာပြေးမှတောင်နောက်ဆုံးပေါ်ကားသိကြီးတစ်စီးဝယ်ပေးခဲ့တယ်လို့လိုအပ်တာမှန်သမျှကိုအသေးစိတ်ကစဖြည့်ဆည်းပေးတဲ့အိမ်ထောင်ဦးစီးကောင်းတယောက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ ဦးမျိုးသက်ဟာမအီးမော်တော်စိန်ဆိုင်တစ်ဆိုင်လုံးကိုတောင်ဝယ်ပြီးခဲ့တရားပါတတိကြီးဦးမျိုးသက်ဘက်ကဇနီးဖြစ်သူမအီးမုံကိုဘာကြောင့်ရွေးချယ်လက်ထက်ခဲ့လဲဆိုတာကိုလည်းပြပြခဲ့ပါတယ်သူမဟာအရွယ်ငယ်ပေမဲ့ဘာသာရေးကန်ဆိုင်နဲ့ယူသားတယ်အနေအေးတယ်အမျိုးကောင်းသမီးပီတာတယ်ဆိုတဲ့အချက်တွေကြောင့်သူမကိုတန်မိုးထားပြီးတော့လက်ထက်ခဲ့ရဖြစ်ကြောင်းပြောပြခဲ့တာပါဒရိုနီဟာတိုက်တိုက်ဆန်ဆန်တွေ့ခဲ့ကြတာမဟုတ်ပဲမိစွေတယောက်ကမိဆက်ပြီးနဲ့ဆုံတွေ့ခဲ့ကြတာဖြစ်ပြီးဒါဟာပထန်းဆက်ရေဆက်ရှိလို့လို့ယုံကြည်ကြောင်းဆိုပါတယ် ပရိသတ်တို့အနေနဲ့ရောဒီလိုမျိုးကိုယ့်ရဲ့မိသားစုအိမ်မက်ကိုငွေကြေးအင်အားနဲ့ခင်မင်းနည်းပညာတွေကိုသုံးပြီးအကောင်ဆုံးအကောင့်ထည့်ဖို့ခဲ့တဲ့တထေးကြီးဦးမျိုးတန်းတို့ဇနီးမောင်နဲ့အပေါ်မှာဘယ်လိုထင်မြင်မိပါသလဲအဖေကိုချစ်တဲ့တမီးလေးတွေရခြင်းနဲ့တထေးကြီးရဲ့စံတာကိုရောဘယ်လိုမြင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်နော်ကြီးစုပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးဝဲတင်ရှိပါတယ်ရှင်